နိုင်ငံရေးစာပေဖြစ်ပေါ်လာပုံနိုင်ငံအတွက် စာရေးဆရာကြီးတွေဘလို့ကြိုးပမ်းခဲ့တာတွေကို ပြန်လည်မျှဝေဖို့ရည်ရွယ်ပြီးတော့နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲကိုပြန်ကြိုင်းဝင်ကြီးဌာနကဦးစီးပြီးပြုလုပ်နေပါတယ်ဒီသတင်းကိုတော့ခင်းနှင်းဖြူဆိုးကပေးပို့ထားတာပါအခုဘွယ်ကိုဇူလိုင်လ29ရက်နေ့ကနေ31ရက်နေ့ထိတင်ဖြူလန်းရှိပုံနှိပ်ရည်နှင့်ထုတ်ဝေရေးဦးစီးဌာနဘဟုပုံနှိပ်ဆက်ယုံမှာနိုင်ငံရေးစာပေစာတမ်းဖတ်ပွဲနဲ့စာအုပ်စည်းရောင်းပွဲတော်ကိုပြုလုပ်နေရပါတယ် နိုင်ငံရေးစာပေဆိုတာရင်းတစ်ချိန်ကမပြောရဲမဆိုရဲတဲ့ကိစ္စတစ်ခုဖြစ်နေတာပါအခုချိန်မှာတော့ပေါ်လင်းလာပြီဖြစ်တဲ့အတွက်နိုင်ငံရေးစာပေဖြစ်ပေါ်လာဖို့နိုင်ငံအတွက်ကြိုးပမ်းခဲ့တဲ့စာရေးဆရာကြီးတွေအကြောင်းကို ပြန်ဝေမျှနိုင်ဖို့ရည်ရွယ်တာပါလို့ပွဲဖြစ်မြောက်ရေးကော်မတီကတာဝန်ရှိသူတို့ကပြောပါတယ်ဒီစာပေဒီနိုင်ငံရေးစာပေဘယ်လိုဖြစ်ပေါ်လာလဲဒီဒီနိုင်ငံအတွက်ပေါ့နော်ဒီစာရေးဆရာကြီးတွေဘယ်လိုမျိုးအားထုတ်ကြိုးပမ်းခဲ့ကြလဲဆိုတဲ့အရာတွေပေါ့နော်အဲ့ဒါတွေကိုသူအတီးဒီဟိုးရေးခစ်ခဲရခစ်ဆက်ဆက်ပေါ့နော်အဲ့ဒီရေနိုင်ငံရေးတွေကိုသူက ဖြစ်ချုပ်သုံးသပ်ပြီးတော့မှသူကပြုစုပြီးတော့မှဒီမှာငါထားတဲ့ပြဿနာကိုတင်ပြလာဖြစ်ပါတယ်အဲ့ဘွယ်ကို၃ရက်တိုင်းမနက်၉နိုင်ခန့်နဲ့ညနေ၅နိုင်အထိကြပါမှာဖြစ်ပြီးနိုင်ငံရေးစပေးစာရန်ရှင်၁၈ဦးကဖတ်သွားမှာဖြစ်ပါတယ်။အဲနိုင်ငံရေးစပေးစာရန်မှာတော့ဒီနေ့မှစတာဖြစ်တဲ့အတွက်စာရန်နေလည်းမဖတ်သေးတဲ့အတွက်ဘလောက်ထိအောင်ခြုံငုံမိမလဲမသိသေးဘူး။အဲ့တော့တီးတော့ကတော့ဒီထဲမှာဆရာကြီးခင်ကိုယ်တော်မိုင်းနဲ့ပတ်သက်ပြီးတော့စာရန်လို့ဆောင်ပါတယ်။ ငကနီနဲ့ပတ်သက်ပြီးဆရာမခစ်ပြိုင်ကျွေးခေါ်နဲ့ပတ်သက်ပြီးဆရာနေပါတော့ဒီဆရာနေဟာနိုင်ငံသူတွေဒီများပို့ရောစာပေမားများပို့ရောသူတွေနိုင်ငံကိုစိတ်ဝင်စားတဲ့အကြောင်းကြီးအကြောင်းလားဒီများပို့ရောနိုင်ငံကြီးအသိမှန်ကန်သောနိုင်ငံကြီးအသိလင်းပွင့်လာအောင်ညှို့ချလာအောင် လို့ဆိုပေးနိုင်ပါစေလို့တိုက်ရိုက်ရဆန္ဒပြုပါစာရင်ဖတ်ပေါ်နေအတူစာအုပ်ရောင်းပွဲတော်ကိုလည်းကျပါနေပြီစာအုပ်ရောင်းစံပေါင်း190ကျော်ကဈေးနှုန်း100ရာခိုင်နှုန်းကနေ300ရာခိုင်နှုန်းအထိရှော့ချရောင်းချပေးနေပါတယ်ကျွန်မခင်းကြီးဖြစ်ဆိုပါ